ကဲကျေးဇူးပါဆရာမကိုပြန်ပြီးတော့အလှည့်ပေးချင်ပါတယ်ဒီတောင်နိုင်ငံရေးနဲ့ဒီ PSLF ထင်းနယ်အေးမှာဒီအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေနဲ့ပေါ့နော်ဒီအမျိုးသမီးများလက်ရှိဒီပါဝင်မှုအခြေအနေရောဘယ်လိုမျိုးမြင်လဲဌာနအနေနဲ့ရောဘာတွေလှုပ်ဆောင်နေလဲဆိုတာကိုဆွေးနွေးပေးစေချင်ပါတယ်ဟုတ်အော်ဟုတ်ဒီတောင်နိုင်ငံရေးထဲမှာပေါ့နော်ဆိုတော့အမျိုးသမီးတွေက အရင်ကထက်စာလို့ရှင်တော့ပြောရင်တော့ ဟိုအများကြီးတော့ဒီနောက်ပိုင်းကပါလာစူးစမ်းပြီးတော့မှပါလာတဲ့ဟာတွေတော့လည်းအများကြီးရှိတယ်ဆိုတော့ဥမာ သူရဲ့သက်ဆိုင်ရာအဖွဲ့အစည်းမှာပဲဖြစ်ဖြစ် PSR TNW ထဲမှာရှိတဲ့ဌာနတိုင်းမှာပဲဖြစ်ဖြစ်နောက်တစ်ခုကဒီဥဆောင်တဲ့နေရာတွေမှာပဲဖြစ်ဖြစ်ပြန်ကြည့်လိုက်ရင်တော့အရင်ကထက်ဆာလို့ရှင်တော့အများကြီးတော့ရောက်လာတယ်ခုနကတော့ PSR TNW ထဲမှာပြောမယ်ဆိုလို့ရှင်ခုနကတော့ဟိုတာတာစစ်ကြပြောခဲ့တယ်လို့ကျွန်တော်ကဘ ਹੁ ကော်မတီထဲမှာဒီအရန်တွေရောဘ ਹੁ ကော်မတီဟိုစာတွေပေါ့အကုန်လုံးစုစုပေါင်းက39ဆိုတော့အမျိုးသမီးက9ယောက်ရှိနေတယ်ဆိုတော့ဒါကဒီဘ ਹੁ ကော်မတီ ဒီနဲ့ဆိုင်တဲ့ဒီဟာအမျိုးသမီးရဲ့ပါဝင်မှုပေါ့နော်ဆိုတော့အဲ့ဒါအပြင်ဒီဟာအရေးကြီးတဲ့ဥမာဘဏ္ဍာရေးဌာနလိုမျိုးဒီတတိနဲ့ပြန်ကြားရေးလိုမျိုးဆိုလို့ရှင်လည်းဥဆောင်နေတာကဒီအမျိုးသမီးတွေပဲဖြစ်တယ်ပေါ့နော်အော်အဲ့ဒါပြီးပြင်ဆိုလို့ရှင်ဒီတရားရေးဌာနလိုမျိုးမှာဆိုလို့ရှင်လည်းအမျိုးသမီးတွေကဒီဟာ ညနေတရားသူကြီးဆိုတဲ့ဟာမျိုးတွေလည်းအမျိုးသမီးတွေပါဝင်နေတာရှိတယ်။အာပြီးပြီဆိုလို့ရှိရင်ဒီနောက်ပိုင်းရဲဌာနမှာဆိုလို့ရှိရင်လည်းအမျိုးသမီးတွေကအများကြီးတော့ရှိလာတယ်ပေါ့လေ။ဆိုတော့ပညာရေးကျမ်းမာရေးကျန်တော့ကျန်တော့တခြားသောဟိုဟိုဘယ်လိုပြောမလဲဌာနတွေမှာကျန်တော့အရေးတွေမှာလည်းကြည့်ရင်တော့အမျိုးသမီးတွေတော့အများကြီးတော့ရှိတယ်အရင်ခါတက်ရှင်ကြည့်မယ်ဆိုရင်ပေါ့။ ဒါပေမဲ့ဟို CSO မှာဆိုလို့ရှိရင်လည်းဟိုမထင်နဲ့ဟို CSO မှာဆိုလို့ရှိရင်လည်းအရင်ကထက်စားလို့ရှိရင်တော့အမျိုးသမီးတွေကဒီနောက်ပိုင်းအများကြီးပဲပါလာတယ်။ဟိုမှာ TV CC ဟိုတအားနိုင်ငံရေးကိုကိုစားပြုတဲ့ TV CC လိုမျိုးဆိုလို့ရှိရင်လည်းခုနကတော့ဒါပြောခဲ့တယ်လို့အဖွဲ့ဝင်က23ဦးပဲရှိတယ်။ဒါပေမဲ့အမျိုးသမီးက12ယောက်ရှိနေတယ်ဆိုတဲ့ဟာမျိုးပေါ့နော်။ဟိုဒါတွေကပြန်ချုပ်ကြည့်ရင်တော့ဒါအမျိုးသမီးတွေရဲ့နိုင်ငံရေးပါဝင်မှုလို့ပြောရင်တော့အင်းအရေးအတွက်အရပြောရင် အများကြီးတော့ ရှိနေတယ်။ဒါပေမဲ့တကယ်တကယ်လက်တွေ့မှာတော့ဒါကအားနဲ့ချက်လဲဖြစ်မယ်ပေါ့လေ။ဆိုတော့ခုနကတော့ပြောသလိုမျိုး PSR Fantasy TNA ထဲမှာဒီဘိုကော်မတီထဲမှာအမျိုးသမီးတွေကတော့အရန်ကောဘိုကော်မတီအဖွဲ့ဝင်ကော၅ယောက်တော့ရှိနေတယ်။ဒါပေမဲ့တကယ်ဆုံးဖြတ်ချက်ချလို့ရတဲ့နေရာမျိုး တကယ်လုတ်ပိုင်ခွင့်ကိုကောင်းကောင်းစုပ်ကင်နိုင်တဲ့နေရာမျိုးကိုပြန်ကြည့်မယ်ဥပမာဘိုအလုံးမှုဆောင်ပါဆိုလို့ရှိရင် PS Sarah TNL ရဲ့ဘိုအလုံးမှုဆောင်မှာပြန်ကြည့်လိုက်ရင်အမျိုးသမီးကတော့တယောက်မှမရှိနေတဲ့ဟာမျိုးတွေတော့ရှိတယ်ဆိုတော့ခုနကတော့ပြောသလိုမျိုးဟိုအများကြီးတော့ပါလာတော့ဟုတ်တယ်ဒါပေမဲ့ခုနကတော့အရေအတွက်တွေကပိုများလာတယ်ပေါ့နော်တကယ်နိုင်ငံရေးထဲမှာအမျိုးသမီးကိုကိုစားပြုပြီးတော့မှဟို ထဲထဲဝင်ဝင်ဆိုတဲ့ဟာမျိုးလုံနိုင်ခွင့်အလုတ်ပိုင်ခွင့်တွေအမျိုးတော့ရှိနေတယ်လုံနိုင်စွမ်းတွေလည်းရှိနေတယ်ဆိုတဲ့အမျိုးသမီးကတော့မရှိတာတော့မဟုတ်ဘူးဒါပေမဲ့လက်ရှိချိန်ထိကတော့ ဟိုအားနေနေသေးတယ်လို့တော့ဟိုမြင်တယ်ပေါ့လေဆိုတော့ဒါတွေကအမျိုးသမီးတွေကိုယ်တိုင်ကလည်းဒါတွေကိုစူးစမ်းပြီးတော့မှလုပ်ယူဖို့လိုတယ်လို့တစ်ဖက်ကသူ့ရဲ့သက်ဆိုင်ရာဌာနသူ့ရဲ့သက်ဆိုင်ရာလူကြီးသူ့ရဲ့သက်ဆိုင်ရာအဖွဲ့အစည်းသူ့ရဲ့သက်ဆိုင်ရာလူမှုဝန်ကျင်ဆိုတဲ့ဟာမျိုးဒါတွေကိုလည်းပံ့ပိုးပေးဖို့တော့လိုလေနောက်တစ်ခုရှိတာကဟိုအမျိုးသမီးတွေကိုဒီအဖွဲ့အစည်းတဲ့ရောက်လာမှဟို ပို့ပေးတာထက်ပေါ့နော်ပညာရေးရေးတွေပဲပြောပြောတခြားရေးတွေပဲပြောပြောဟိုပန့်ပို့ပေးတာထက်အခုချိန်ကနေဥမာကြောင်းတက်တဲ့အရွယ်ဒီကလေးတွေအကလေးအရွယ်ကနေစပြီးတော့မှဒီဒီလိုမျိုးအတွေးတွေရှိဖို့အမျိုးသမီးဖြစ်လာတယ်ဆိုလို့ရှင်အာ ပြောရဲဆိုရဲရှိဖို့နောက်တစ်ခုကဟိုဒီဟာတွေကအမျိုးသမီးကအမျိုးသားတွေနဲ့တန်းတူဖြစ်နေပါတယ်လှုပ်လို့ရတယ်ဒါတွေကလှုပ်ပိုင်ခွင့်ရှိတယ်ဒါတွေကိုလည်းတည်ထားရမယ်ပေါ့နော်နိုင်ငံရေးပဲဖြစ်စီရေးဖြစ်တခြားစီးပွားရေးလူမှုရေးအများကြီးပေါ့နော်ဒါကဒီဆယ်ကျော်တက်ဖြစ်မှအသက်20ကျော်အဲလုပ်ငန်းခွင်ထဲရောက်မှတည်ယူတာထက်စာလို့ရှင်ဒီလာမဲ့ generation အတွက်ဆိုလို့ရှင်ခုကလေးကရှိနေတဲ့ဒီ အာဒီကလေးရွယ်ကလေးဟာဒါတွေကိုဟိုဒီကိုယ့်ရဲ့ပတ်ဝန်းကျင်တွေကိုယ့်ရဲ့မိသားစုတွေထဲမှာကိုယ့်ရဲ့လူမှုဖွဲ့စည်းတွေထဲမှာအာအကုန်လုံးကခုကလေးကဝိုင်းပြီးတော့မှပံ့ပိုးပေးတဲ့ဆိုလို့ရှိရင်ဟိုအများကြီးတော့ဟိုပါလာလိမ့်မယ်လို့တော့ဟိုယုံကြည်တယ်ပေါ့လေဆိုတော့ဒီပါဝင်မှုလို့ပြောလို့ရှိရင်တော့ဟိုခုနကပြောသလိုမျိုးအရင်အတွက်တွေကတော့အရင်ကတည်းကအဲဆာလို့ရှိရင်အများကြီးတော့ရှိတယ်ဒါပေမဲ့တကယ်တကယ်လုံနိုင်လုံနိုင်စွမ်း ရဲနောက်တစ်ခုကဒီဆုံးဖြတ်ချက်ချတဲ့နေရာတွေလောက်ပိုင်ခွင့်ရှိတဲ့နေရာတွေပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့အားနည်းနေသေးတယ်လို့တော့ပြောလို့ရတယ်ပေါ့လေဆိုတော့ဟိုတလောက်လည်းပဲဟာဒီကိစ္စကိုတလောက်လည်းပဲအဆုံးသတ်ချင်တယ်ပေါ့လေ ဟုတ်ကဲ့ကျေးဇူးပါဆရာကိုပြန်ပြီးတော့အလှပေးချင်ပါတယ်ဒီတအားပြည်အတွဲမှာဒီအမျိုးသမီးတွေပေါ့နော်ဒီကောက်ကွယ်မြှင့်တင်ပေးတဲ့ဥပဒေမူ policy တွေရောရှိထားပြီးပြီလားဒီထက်ပိုပြီးတော့ကောင်းလာအောင်ပေါ့နော်ဘာတွေလှုပ်ဆောင်တင့်လဲဆိုတာကိုဆွေးနွေးပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဆရာဟုတ်ဟုတ်ပါမှာကျေးဇူးတင်ပါတယ်ဆိုတော့ဒီမှာကြည့်တော့မှကျွန်တော်ကြားမှတန်းသူကြီးကျွန်တော်အားနေတယ်မသိအောင်လည်းဖြစ်တယ်ဆိုတော့အာဆိုတော့ဒီဥပဒေပိုင်းဆိုင်ရာပေါ့လေ ဆိုတော့ဆရာမမေးတဲ့ထဲမှာဆိုတော့ဥပဒေပိုင်းမှာကာကွယ်မြင့်တင်ပေးတဲ့ဥပဒေတွေရှိလားပေါ့နော်ဆိုတော့အာဒီမှာကျွန်တော်အဲ့ဒီကာကွယ်မြင့်တင်ပေးရဲ့ဥပဒေမသွားခင်မှာကျွန်တော်တို့ဒီလက်ရှိ BSRF ခင်နေရော PD စပရဲ့ဘက်ပေါ့နော်ဒီဥပဒေနဲ့ပတ်သက်တာလေးနည်းနည်းတော့ဟိုမျှဝေချင်တယ်အဓိကကျွန်တော်တို့စစ်ဖက်ဆိုရင်တော့ကျွန်တော်တို့ကရှင်းရှင်းလေးပဲပေါ့နော်ကျွန်တော်တို့မှာအော် military act လို့ခေါ်တဲ့စစ်ဥပဒေရှိတယ်ဆိုတော့စစ်ခုံရုံးရှိတယ်စစ်ခုံရှင်ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီထဲမှာစစ် နဲ့ကျွန်တော်တို့နဲ့ပတ်သက်တဲ့ဥပဒေရှိရပေါ့နော်ပုံမှန်60ကျော်လောက်ရှိတယ်ဆိုတော့အဲ့ဒီထဲမှာမှကျွန်တော်တို့ခုနအမျိုးသမီးတွေရဲ့ခုနကကာအင်္ဂရီတို့လောက်အောင်အဥပမာဆိုရင်ကျွန်တော်ပုံမှန်36ဒီမရိမှုတွေတို့လောက်အောင်အခြားပြင်ပေါ့ဥပမာဆိုရင်အတီဖြတ်မှုလိုလိုလိုလောက်အောင်အဲ့လိုပုံမှန်တွေအစပေါ့အတီအလင်းပြထန်းထားတာပေါ့နော်ဒါ military အခင်းမှာပေါ့တရားဝင်ဟိုကျွန်တော်ပြထန်းထားရရှိတယ်ဆိုကျူးလွန်ရင်လည်းအဲ့ဒီကျူးလွန်တဲ့အတိုင်းပုံမှန်အတိုင်းအပြစ်ပေးအရေးယူမှုတွေလောက်ဆောင်တယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ရဲ့စစ် တက်ထဲရှိနေကျွန်တော်တက်မလို့ BSL တင်နေတယ်မှာတက်တက်ချင်းချင်းပေါ့ဆိုတော့ကျွန်တော်စစ်ဖက်ရဖက်ရအမှုကိစ္စတွေတော့ကျွန်တော်လက်ရှိဒီမှာအာရဖက်အဖွဲ့အစည်းဒီမှာခုနကကျွန်တော်တို့ဒီတရားရေးစီရေးပေါ့နော်ရဖက်တရားစီရေးကိုကျွန်တော်တို့ခရေးပြောင်းတာနေရှိတယ်ဒါတော့စစ်ဖက်နဲ့ရဖက်နဲ့ပတ်သက်တယ်နော်ရဖက်ရဆုံးဖြတ်ချက်ကိုပဲကျွန်တော်တို့ယူတယ်အာရရဖက်တရားစီရေးကိုပဲပို့ဆောင်ပေါ့နော်ဆိုတော့အဖက်မှာလည်းသူတို့ကတော့ကျွန်တော်တို့ဒီခုနက အမျိုးသမီးတွေကိုကာကွယ်ဥပဒေဥပမာဆိုကျွန်တော်တော်တော်များများတော့ရာစတက်ကြီးဥပဒေတွေတုံးပြီးတော့မှအမှုတွေစီရင်ဆုံးဖြတ်ရတယ်လေကျွန်တော်တို့မြင်ရတယ်နော်ဒါတော့ကျွန်တော်တို့ဒီလက်ရှိတွားနေတဲ့ဟိုပုံစံပေါ့နော်ဆိုတော့အာဒီမှာကအမျိုးသမီးတွေကိုကာကွယ်မြင့်တင်ပေးတဲ့ဥပဒေတည်တန့်ရှိလာလို့မင်းတို့ပုံလင်းပြောရင်တော့ကျွန်တော်တို့မှမရှိသေးပါဘူးဒါပုံလင်းပြောတာကျွန်တော်အဲ့ဒီတော့ကြောင့်မလို့တို့တော်ညာလဲဥပဒေမရှိသေးဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်ပေါ့နော်ခုဆိုလဲပုံပြီးမြင်ရလိမ့်မယ်ထင်တာမြင်တာပြောမှဆိုတော့အခု PSRFTN ရဲ့အမျိုးသမီးရကော်မတီဦးဆောင်ကျင်းပနေတဲ့ဒီအခမ်းအနားလို့ပြီးအမျိုးသမီးဖွံ့ဖြိုးရေးတိုးတက်ရေးဌာနတွေကျွန်တော်တို့ဌာနတစ်ခုကိုဖွဲ့စည်းပြီးတော့မှဌာနရှိရဲ့သူ့ရဲ့တက်ဆိုင်လာတက်ဆိုင်ရာ program တွေလုပ်နေတဲ့အလုပ်ကိုချစ်ချင်းအဖြစ်ကလည်းကျွန်တော်တို့ရဲ့ PSRFTN နေဒီအမျိုးသမီးတွေအပေါ်မှာဘလောက်အလေးထားလေးလေးနက်နက်ထားပြီးတော့မှလှုပ်ဆောင်နေတယ်ဆိုတာဟာတော့ကျွန်တော်တို့ပေါ်လွင်နေလို့ကျွန်တော်အဲ့ဒီမှာတော့နည်းနည်းလေးအလေးပေးပြောချင်တယ်ဆိုတော့အဲလက်ရှိမှာကျွန်တော်တို့တွေရဲ့ ဒီခုနကအမျိုးသမီးရကွန်ပျူတာလကောင်းပေါ့နော်အမျိုးသမီးကွန်ပျူတာတည်းတော်လကောင်းပေါ့ကျွန်တော်တို့မြင်ရသူတို့ရဲ့ဒီခုနကပြောနေတဲ့ gender equality ဘောနော်ကြားမတန်းသူကြီးမဖြစ်နေသေးတဲ့ဟာတွေပေါ့တချို့သော military အခင်းမှာပြင်ဆင်ခြင်းနဲ့ဥပဒေတော်မှာသူတို့ဟိုတိုင်းအာဆွေးနွေးတယ်ပြင်ဆင်ခြင်းနဲ့အဟာတွေအကြံပြုတာလည်းရှိတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ရဲ့ကြိုးဆိုလေပေါ့နော်ဒါတော့သူတို့ပြင်ဆင်ခြင်းနဲ့ဥပဒေတော်ကောင်းဒါမှမဟုတ်လည်းအစ်တစ်ထက်မှရေးဆွဲရမယ်ဥပဒေတွေဆိုလကောင်းပေါ့ဒါကတော့အမျိုးသမီးအခွင့်အရေးရကော်မတီနဲ့သူတို့အခွင့်အရေးကြိုးကြိုးစားစားထဲထဲဝင်လှုပ်ဆောင်နေတာကိုလေကျွန်တော်တို့သိရတယ်ဒါပဲလေကျွန်တော်တို့ကဟိုဝန်တာကြိုးဆိုတယ်ဆိုတော့ကျွန်တော်ထင်ပါတယ်အာဥပဒေလို့ပြောလိုက်ရင်တော့ကျွန်တော်တို့က ဟိုဥပဒေအစဒလိထုံနှံရလို့ပြောလို့ရရတာပဲเนาะဆိုတော့ခုနအများကြီးပြောပြောကြတယ်ဒီဒလိထုံနှံအကြောင်းဒလိထုံနှံအကြောင်းကျွန်တော်တို့တွေကကြားမှခွဲခြားတာပဲเนาะအဲတဘခုနကကျွန်တော်တို့ဒုတိယခါကြီးလည်းပြောတယ်ပညာရေးမှာဆိုရင်လည်းကလေးမတွေသင်ခွင့်မရှိဘူးအမျိုးသမီးတွေနဲ့အမျိုးသားကဟိုပါကျွန်းလုံးလိုက်အမျိုးသမီးကလွာပင်ထုတ်ခင်ရတယ်လက်ခုပ်ဆိုတာနှစ်ဖက်ဒီမှမြည်တာပါတစ်ဖက်တည်းတိတော့မမြည်ဘူးပေါ့နော်ဆိုတော့ဒါတွေတွေကအဲ့ဒါကြောင့်ကျွန်တော်တို့ကြည့်ချင်းအဖြစ်ကဒီ delay တွေမကောင်းတဲ့ delay ကိုကျွန်တော်တို့ကဖယ်ဖြောက်ပြဖို့တော့လိုတယ် နော်ကျွန်တော်ကောင်းတဲ့တလိတော့ထိမ့်သိမ့်ဖို့လိုတယ်မကောင်းသောတလိတွေကျွန်တော်တို့ကပယ်ဖျောက်ပြဖို့လိုလိုတယ်ပယ်ဖျောက်တော့လည်းမကောက်ဘူးလေကျွန်တော်တို့ကတော့ဒါကဟိုဟိုအစင်းအောင်ထဲဖို့တော့လိုတာပေါ့နော်ဟိုဥပဒေတော့ကျွန်တော်ပြဋ္ဌာန်းတယ်လိုက်နာမှုကအဓိကပဲဆိုတော့ကျွန်တော်ထုတ်ပြန်တဲ့ဥပဒေတိုင်းဒီအားလုံးနဲ့သက်ဆိုင်တယ်တအားဒီတာကထုတ်ပြန်တဲ့ဥပဒေဆိုတော့တအားဒီတာမှလည်းညာနဲ့လူမျိုးပေါင်းစုံဘာသာမျိုးလူမျိုးနဲ့အားလုံးနဲ့သက်ဆိုင်တယ် တော့လိုက်နာဖို့တော့လည်းလို့နော်ကျွန်တော်တို့အဲ့ဒါအဓိကကဒီမှာကက်ထားတဲ့ poster လေးဆိုရင်ကျွန်တော်ထင်ပါတယ်ငုံခဲ့တဲ့လေးနန်းလေးကနေကလေးကကြီးရွာတိုင်းမှာကျွန်တော်တို့ကဒါဖြန့်ဝေပြီးတော့မှဟိုရှင်းပြထားရရှိတယ်ဒါပေမဲ့ဒါတွေမမကျူးလွန်ခင်မှာတိဖို့ကိုကျွန်တော်တို့ကထုတ်ပြန်ထားတာဒါပေမဲ့ဒါကိုဘယ်နဲ့ရောက်ဖက်လဲဒါကိုဘယ်နဲ့ရောက်လိုက်နာတယ်ဒါတွေအရင်အရေးကြီးပါတယ်ကျွန်တော်တို့ကကြီးရွာတိုင်းမှာနော်ခုနဆီမပြောသလိုပဲအမျိုးသမီးတွေပဲတိဖို့မဟုတ်အမျိုးသားတွေလည်းတိဖို့တေချာတဲ့သူကအဲ့ဒါကအမျိုးသားတွေများများတိရင် မကျိုးလို့ဘူးပေါ့ဆိုတော့အော်ဒါလုပ်ရင်ဒီအပြစ်ခံရမယ်ဆိုတော့တိဖို့လို့လုပ်တယ်ဆိုတော့အဲ့ဒါအဲ့ဒါတွေလည်းဟိုပြောပြောချင်တာပေါ့နော်ဆိုတော့ကျွန်တော်ဒီ delay ပို့ပြီးတော့ကောင်းအောင်ပါလေလုံဆောင်တင်လဲဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ဟိုအမျိုးသမီးနေနဲ့ပတ်သက်တဲ့အခွင့်အရေးတွေကိုကျွန်တော်တို့ကဒီခုနကပြောတဲ့အမျိုးသမီးကာကွယ်တဲ့ဥပဒေတွေကိုကျွန်တော်တို့ဟို officially ပေါ့တရားဝင်အတိအမှတ်ပြုပြီးတော့မှကျွန်တော်တို့ကျင့်သုံးနိုင်ဖို့ လို့တယ်ပေါ့နော်။ရာစတက်ကြီးနဲ့လည်းမလုံလောက်တော့ဘူးပေါ့နော်။ခုနဆရာမတို့လည်းလှုပ်ဆောင်မှာကြားကြားတယ်။ကျွန်တော်အခေါ်တွေလှုပ်မှရေးဆွဲမယ်ပေါ့နော်။ဒါတွေကတကယ်ကိုတင်ဝင်ပြထမ်းဖို့တော့လိုတယ်။အဲအဲ့ဒါတွေလှုပ်လှုပ်နိုင်ဖို့လည်းအရေးကြီးပါတယ်ပေါ့နော်။အဲ့ဒါတွေအပြင်ကျွန်တော်တို့ကအထူးအဖြစ်ကကလေးအခွင့်အရေးပေါ့။အမျိုးသမီးငယ်တွေအတွက်လည်းကျွန်တော်တို့ဥပဒေတရေပြထမ်းဖို့လိုတယ်။ကျွန်တော်တို့ဆိုနားနဲ့မဆန့်တာပေါ့။ဒါကြောင့်တက်ငယ်မရိန်းတွေတကယ်ကိုများတယ်။အာမြင်ရတယ်နော်ဒါဆိုတော့ကျွန်တော်တို့ဒီအပိုင်းကိုလည်းကျွန်တော်တို့ကကလေးအခွင့်အရေးတွေမှာလည်းကျွန်တော်အမျိုးသမီးငယ်လည်းပုံပြီးပြထားတင်ဖို့လိုတယ်ကျွန်တော်တို့ မျိုးသမီးတွေရဲ့အခွင့်အရေးကိုအာကျွန်တော်တို့ကဥပဒေရေးဆွဲတဲ့နေရာမှာအမျိုးသမီးပဲမဟုတ်ဘဲနဲ့ကျွန်တော်တို့ကခုနပြောတဲ့အမျိုးသားတွေရဲ့ဟိုပါပေါ့ပေါင်းပါဝင်မှုလည်းအရေးကြီးတယ်ပေါ့နော်။မဟုတ်ရင်တော့အမျိုးသမီးတွေအေးပဲဆွဲသွားတဲ့ဥပဒေကိုအမျိုးသားတွေပါဝင်မှုလည်းမရှိဘူးဆိုတော့အခုနကအမျိုးသားတွေလည်းမတိဘူးမလိုက်နိုင်ဘူးဆိုတော့ဒီဓာတ်ကြီးထိရောက်မှုတော့နည်းပါဘူး။ကျွန်တော်တို့အမျိုးသားတွေဒီလေပူပေါင်းပါဝင်ဖို့တော့လိုတယ်။ဒါဆိုရင်ကျွန်တော်တို့ခုနကဟိုဒီပုံမအားကောင်းလာတဲ့ဥပဒေပေါ့နော်။ဆိုတော့နောက်ခုပြောချင်တာတော့ကျွန်တော်တို့ရဲ့ ပုံစံဖက်ပေါ့ကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကျင်ပုံစံဖက်ပေါ့နော်ခုနကပြောနေတဲ့အမျိုးသမီးဆိုရင်တော့ငငယ်ကလေးကအဲ့လိုဟိုဘိုင်းကောင်းကြောက်ဖိနေရမယ်ယောက်ျားလေးဆိုရင်ချုံလင်းထားရအောင်ယောက်ျားလေးပဲဆိုတော့ပတ်ဝန်းကျင်နေရစပါ့လေဆိုတော့ကျွန်တော်ပြောချင်တာကတော့ဒီအမျိုးသမီးတွေရဲ့ဟိုခုနကကာကွယ်နိုင်ဖို့ဥပဒေကောင်းဖြစ်ဖို့ပုံမကောင်းမှုဆိုရင်တော့ကျွန်တော်တို့တဲ့ချက်ကတူချင်းစီကနေစာပြီးတက်ဆိုင်လို့အမျိုးသမီးတယောက်ချင်းစီလည်းတက်ဆိုင်တယ်။အမျိုးသမီးတွေရဲ့အခွင့်အရေးကိုတည်ဖို့လိုတယ်။ခုနကကိုယ့်ရဲ့အခွင့်အရေးကိုပြောဖို့လည်းလိုတယ်။အာ ဟိုပါကာကွယ်ဖို့လည်းလိုတယ်ပြီးကျွန်တော်တို့အမျိုးသမီးသူပြီးကျွန်တော်အမျိုးသားတူချင်းစီပြီးကျွန်တော်တို့မိသားစုပြီးကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ဒါတွေဒီကျွန်တော်တို့ကခုနကထုတ်ပြန်ထားတဲ့စီကန်းတော်လကောင်းဥပဒေတော်လကောင်းတာကိုလေးစားလိုက်နာဖို့တော့လိုလိမ့်မယ်ဒါမှသာရင်ကျွန်တော်တို့ထုတ်ပြန်တဲ့ဥပဒေတိုင်းကလည်းအသက်ဝင်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီမှာတခုနောက်ဆုံးတစ်ချက်အနေနဲ့ကကျွန်တော်တို့ကအခုတော့ ဒီကျွန်တော်တို့ PSRF တင်နေအစိုးရပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့အတွင်းမှုပလန်လဲဟိုတတိမီဒီယာတွေမှာပြောတာတော့အားလုံးလည်းကြားပြီးမှာပေါ့နော်စစ်ဖက်ရဲ့ဘက်သွားမှာဆိုတော့တော်လန်ရေးကာလအစီအမံနဲ့လာအောင်မယ်ဆိုကျွန်တော်ထင်ပါတယ်တော်လန်ရေးကာလအစီအမံနဲ့မှာလဲအာတရားတွေပါလိမ့်မယ်ပေါ့နော်ကျွန်တော်ထင်တာကဥပဒေဒီဘာပေါ့ constitution ဆိုတော့အမြင့်ဆုံးဥပဒေဖြစ်တယ်ပေါ့နော်ဆိုဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာလဲကျွန်တော်ထင်တယ်ဒီတော်လိုင်းရေးကာလအစီအမံနဲ့မှာလဲသူတို့ရဲ့ဆွဲမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာလဲကျွန်တော်ကြားမှတန်းသူရေး ခုနကဖိမျိုးသမီးများပေါ်မှာဖိနေနေတဲ့အပေါ်မှာကာကွယ်မဲ့ဥပဒေတွေပါလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗောနော်ဆိုတော့ဒီခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တာတော့ဒါတော့ပါပဲအားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ပွဲမှာပါဝင်ပေးတဲ့ဆရာဆရာမပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ဒီဆင်းရဲတဲ့အစီအစဉ်ကိုတော့ဒီနားလေးနဲ့ပဲရနာပါရစေကျေးဇူးအများကြီးတင်ပါတယ်ရှင်